မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လာတရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းသခိုင်းမြို့ပေါ်မှာရှိတဲ့အမှတ်33ချင်းမြန်တပ်မဌာနချုပ်ကို short တိုက်တုံးသုံးလုံးနဲ့ပြစ်ခတ်တိုက်ခဲ့ရာတပ်မဌာနချုပ်အတွင်းကိုထိရောက်စွာကြောက်ရောက်ပောက်ကွဲခဲ့ပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကမေလ31ရက်နေ့မွန်းလွဲ2:20မိနစ်ကစကိုင်းမြို့ပေါ်မှာရှိတဲ့အမှတ်33ချင်းမြတ်မှဌာနချုပ်တမ33စခန်းအတွင်းထဲကိုတရခုံမမရှော့တိုက်တုံး3လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာထိရောက်စွာကြက်ရောက်ပောက်ကွဲမှုရှိခဲ့ပြီးတော့အကြမ်းမဲ့စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုနဲ့ပျက်စီးမှုများကိုစုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။၃လုံးစလုံးထိရောက်စွာပြစ်ခတ်နိုင်ခဲ့ပါတယ်။ပြည်သူတွေကိုညှဉ်းပန်းနှိပ်စက်ရာမှာအရန်ကိုနာမည်ကြီးတဲ့တမ33ကိုအခုလိုမျိုးလက်တုံပြန်လိုက်နိုင်လို့ကျွန်တော်တို့တွေကြေနပ်ပါတယ်။ လာမယ်ဆိုတဲ့စစ်ကောင်စီရဲ့ထိပ်သီးခေါင်းဆောင်တွေကိုလည်းချင်းချောက်လိုက်နိုင်လို့ပြည်သူတွေခံစားရတဲ့မလုံခြုံမှုကိုသူတို့ကိုပြန်လုပေးနိုင်လို့ကြေညာပါတယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။၎င်းတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Shadow စကိုင်းအဖွဲ့ No More Dictatorship NMD အဖွဲ့နဲ့စကိုင်းမျိုးပြပျောက်ကြား Infinity အဖွဲ့တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အမှတ်33ချင်းမြတ်တပ်မဌာနချုပ်တပ်မ33ဟာ ရေဦးတော်လိုင်းရေးကာလတလျှောက်ပြည်သူတွေအပေါ်မှာညှင်းပန်းနှိပ်စက်တက်ဖြတ်ရမှာအရက်ဆက်ဆုံးတက်အဖြစ်နဲ့နာမည်ကြီးတဲ့စေကောင်စီရဲ့လက်ယုံတက်ဖြစ်သလိုလက်ရှိမှာလည်းတမ33ရဲ့ဒုတမမှုဦးစီးကသခိုင်းမြို့နယ်အတွင်ကြေးရွာများကပြည်သူများကိုဖမ်းဆီးပြီးတော့လူသားတိုင်းကလောက်ကစစ်ကြောင်းထိုးနေတယ်လို့သိရပါဗျ။ အခုလိုမျိုးစစ်ကောင်စီရဲ့နှိပ်စက်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့အဲ့ဒီတပ်မ33စခန်းကိုစစ်ကောင်စီရဲ့ထိပ်သီးခေါင်းဆောင်တဦးလာရောက်မယ်လို့သတင်းရရှိထားတဲ့အတွက်ကြောင့်၎င်းစစ်ကောင်စီရဲ့ထိပ်သီးခေါင်းဆောင်အတွက်တောင်ပြေးစရာမြေမရှိမြည်သည့်နေရာမှာလုံခြုံမှုမရှိသေးရန်အတွက် BWM နဲ့မဟာမိတ်အဖွဲ့များကတပ်မ33နဲ့၎င်းတို့ရဲ့ထိပ်သီးခေါင်းဆောင်များနှိမ်နှင်းရေး BWM Mission 40ကိုဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့အသိပေးထားပါတယ်။အဲ့ဒီတပ်မကိုလာမဲ့စစ်ကောင်စီရဲ့ထိပ်သီးခေါင်းဆောင်ဟာ ဘယ်သူဘဝဖြစ်တယ်ဆိုတာကိုစုံစမ်းနေဆဲဖြစ်ပြီးတော့မနေ့ကမစ်ရှင်ကိုအောင်မြင်စွာကူညီပေးခဲ့ကြတဲ့နေမေကန်တော်လိုင်းရဲ့အဖွဲ့များကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်လို့ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စစ်ပွဲတွေမှာတော်လိုင်းတပ်ဖွဲ့များအားနိုင်အောင်မတိုက်နိုင်ပါကဆုတ်ခွာထွက်ပြေးရန်ထိုင်းနိုင်ငံဘက်ကိုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားများကိုထိုင်းစစ်သားတွေကဘာသာပြန်ကနေတဆင့်ပြောကြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာကော်ပိုရာပူးပေါင်းစစ်ကြောင်းရဲ့တိုက်ခိုက်မှုကြောင့်ထိုင်းနိုင်ငံဘက်အချမ်းကိုရေးကူးပြီးတော့ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားများကိုထိုင်းစစ်သားများကကူညီပေးနေတဲ့အချိန် ခိုင်းစစ်သားတဦးကအခုလိုမျိုးပြောကြခဲ့တယ်လို့ဘာသာပြန်ကပြန်လည်ရှင်းပြထားပါတယ်တကယ်လို့သူတို့ကိုကိုယ့်ဘက်ကတိုက်နိုင်ရင်တိုက်မယ်အကယ်၍ကိုယ့်ဘက်ကမတိုက်နိုင်ဘူးဆိုရင်တော့ပြန်ဆုတ်မယ်လို့ခိုင်းစစ်သားရဲ့ပြောကြားချက်ကိုစစ်ကောင်စီတပ်သားများအားဘာသာပြန်ကပြန်ပြောပြနေတာကိုရုတ်တံမှတ်တမ်းမှာတွေ့ရှိခဲ့ရပါတယ်အဲ့ဒီရုတ်တံမှာထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားအယောက်20ကျော်တွေ့ရပြီးတော့ခိုင်းစစ်သုံးရင်းများနဲ့၎င်းတို့ကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်အဲ့ဒီထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကတော့ခိုင်းစစ်သားတွေရှေ့ရောက်ရင် ဟုတ်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 ကဲ့နဲ့ မင်းအောင်လိုက်အနားရောက်ရင်တော့လူလူတွေကိုတွေ့ရင်အကုန်လုံးကိုတတ် PDF တွေတွေ့ရင်အကုန်လုံးတတ်ကရင်စစ်သားတွေ့ရင်အကုန်လုံးတတ်အခုတော့အဲ့ဒီကောင်တွေသိပြီမလားလို့ကရင်သတင်းရင်းမြစ်ကထိုင်းစစ်သားများရှေ့မှာငုတ်ထုတ်ထိုင်းနေကြတယ်ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားများရဲ့ရုတ်တံမှတ်တမ်းကိုပြသပြီးတော့ပြောကြားထားပါတယ် ်မေလ28ရက်နေ့မှာမြန်မာထိုင်းနယ်စပ်တေဘောဘိုတပ်စခန်းသိမ်းတိုက်ပွဲကိုစစ်ကူလာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုကော်ဘရာစစ်ကြောင်းပါဝင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့ကစုံစည်းမြိုင်ဒေသမှာတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်15ဦးကိုအရှင်ဖမ်းမိခဲ့ပြီးတော့28ဦးဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတယ်လို့သိရပါတယ် KNU တပ်မဟာ6နယ်မြေမှာတော်လိုင်းပူပေါင်းတပ်ဟာမေလ23ရက်နေ့ကနေ30ရက်နေ့အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်း၅ခုကိုသိမ်းပိုက်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီတပ်စခန်းတွေထဲကကနဲလေးနဲ့ဗလဲတို့စစ်ကောင်စီတပ်စခန်းများကလက်နက်မျိုးစုံအလက်150ကျော်ကိုသိမ်းဆီးရရှိခဲ့ပြီးတော့စစ်ကောင်စီတပ်သားများစွာဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတယ်လို့သိရပါဗါတယ်။ကြံရှိနေတယ်မော်ခီရွှေအေးမြိုင်နဲ့ဘရင်တော်တပ်စခန်း၃ခုဟာစစ်ကောင်စီတပ်သားများစွာဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးမြို့ချမ်းအေးသာဆန်မြို့နယ်26လမ်းနဲ့လမ်း60တောင်းမှာရှိတဲ့ငလျင်ဒဏ်သင့်တဲ့အဆောက်အုံတစ်လုံးကိုဖြိုချနေတဲ့အချိန်ပြိုကျမှုဖြစ်ပွားပြီးတော့အမျိုးသားတအုပ်သေးဆုံးကတအုပ်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမေလ31ရက်နေ့ညနေ9:50မိနစ်အချိန်ကမှချမ်းအေးသာဆန်မြို့နယ်26လမ်းနဲ့လမ်း60တောင်းမှာရှိတဲ့ငလျင်ဒဏ်ခံထားရတဲ့လေးရက်တိုက်အဆောက်အုံတစ်လုံးကိုဖြိုချဖျက်ဆီးနေတဲ့အချိန်ပြိုကျခဲ့ရာအသက်18နှစ်အရွယ်အမျိုးသားတအုပ်သေးဆုံးပြီး အသက်40အရွယ်အမျိုးသားတူထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။လေးရက်တိုက်အဆောက်အုံကငလျင်တန်းကြောင့်ပြိုကျနေတဲ့အဆောက်အုံပေါ့ပြိုကျနေတာဖြိုဖျက်ရေးလုတဲ့အချိန်မှာအဆောက်အုံကပြိုကျသွားတာပါ။ကြားထဲမှာလုံနေတဲ့အလုတ်သမားလို့တော့ယူဆရပါတယ်။အသက်18နှစ်အရွယ်ယောက်ျားလေးတစ်ယောက်ဒေသွားတယ်။နောက်အသက်40အရွယ်ကြားတူကတော့ထိခိုက်ဒဏ်ရာရသွားပါတယ်။ဘိုးကမနက်ပိုင်းတော့ရွာနေသေးတယ်။အခုမနက်ပိုင်းတော့မရတော့ဘူး။ အခုရက်ပိုင်းတွေမှာမလင်တန်ခံထားရတဲ့အဆောက်အုံတွေကိုဖြိုဖျက်ရင်းနဲ့ပြိုကျနေတာတွေများတယ်လို့မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းဒေသကြီးကော်မတီကတာဝန်ရှိသူတို့ကရှင်းပြထားပါဗျ။မေလ30ရက်နေ့မွန်းလွဲတနအိကန်းကလည်းမန္တလေးမြို့ချိုင်းအသာဇံမြို့နယ်26လမ်း86လမ်းနဲ့89လမ်းကြားမှာရှိတဲ့မလင်တန်တင့်တဲ့အဆောက်အုံတစ်လုံးကိုဖြိုကျနေတဲ့အချိန်ဆလတ်ပြင်ပြိုကျပြီးတော့အမျိုးသားနှုတ်မဆိုးရင်ရဒဏ်ရာရရှိခဲ့သေးတယ်လို့သိရပါဗျ။မန္တလေးမြို့မှာငလျင်တန်ခံထားရတဲ့ အဆောက်အုံပေါင်း၄၀၀ဝန်းကျင်ရှိနေပြီးတော့ပြိုကျတဲ့အဆောက်အုံများကိုရန်တရားလိုအပ်ချက်ငွေကြေးလိုအပ်ချက်တွေကြောင့်ကိုတူကိုရစနစ်နဲ့ပဲဖြိုချနေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဒဝဲခရိုင်ရေပြူမြို့နယ်ကံပေါက်ဒေသမှာနန်းစီဒီယမ်ကျမ်းမာရေးဝန်ထမ်းမိသားစုဝင်၃ဦးနဲ့စီဒီယမ်ဆရာမ၃ဦးစုစုပေါင်း၄ဦးဖမ်းဆီးခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ31ရက်နေ့ည7:00နာရီကန်ကမောရဝတီရေတပ်ကအင်အား10ဦးဝင်းကျင်နဲ့ရောက်ရှိလာပြီးတော့နေအိမ်များမှာဖမ်းဆီးသွားတယ်လို့ဒေသခံများထံကသိရပါဗျ။ဖမ်းဆီးခဲ့တဲ့သူတွေဟာလဲကုန်းတရက်ကွက်မှာနေထိုင်နေကျမ်းမာရေးဝန်ထမ်းဆရာမအသက်50ကျော်အရွယ်ဒေါ်တန်းတန်းမော်တမီးဖြစ်သူအသက်28နှစ်အရွယ်ကျမ်းမာရေးဝန်ထမ်းမဇင်မော်နိုင်နဲ့တားဖြစ်သူအသက်22နှစ်အရွယ်ကိုထက်ထက်တို့နဲ့လဲကုန်းနှစ်ရက်ကွက်မှာနေထိုင်နေအသက်45နှစ်ဝင်းကျင်အရွယ်ဥကျော်စိုးဝင်းကျမ်းမာရေးဝန်ထမ်း CDM တို့ဖြစ်တယ်လို့သိရပါဗျ။ ည7:00နာရီကျော်လောက်မှာမောရဝတီရေတပ်ကကာဒစီအင်အား10ဦးဝင်းကျင်ကရောက်လာပါတယ်အိမ်မှာဆီယာမတမ်းပေါ်တို့မိသားစုဝင်၅ဦးရှိတာမှာ၃ဦးကိုဖမ်းသွားတယ်ဆီယာမကကြမ်းမကြီးလည်းမကောင်းဘူးအထက်ကခေါ်ခိုင်းတယ်လို့ပဲပြောပြီးတော့ဖမ်းဆီးခေါ်ဆောင်သွားပါတယ်လို့မိသားစုနဲ့နှိဆက်သူတို့ကရှင်းပြထားပါတယ်ဖမ်းဆီးခံရသူ၄ဦးတည်းကဒေါ်တန်းသားမော်ရဲ့တမီးဖြစ်သူဟာကံပေါက်တိုက်နယ်ဆေးရုံမှာတာဝန်ထမ်းဆောင်နေသူများဖြစ်ပြီးတော့ကြမ်းမကြီးဆီယာဦးကျော်ဆိုးဝင်းဟာလည်းစီရီယံပြုတ်လုထားသူဖြစ်တယ်လို့သိရပါတယ် ညကဆရာကျော်စိုးဝင်းကိုလည်းလာဖမ်းသွားတယ်ဘာဖြစ်လို့လဲတော့မသိဘူးဆရာက2020ခုနှစ်အာနာသိမ့်ပြီးကြတဲ့အခါ CDM ဝင်ထားတာ ဲ့ဒီအချိန်ကလေးကသူ့အိမ်မှာပဲစေးကန်းလေးဖွင့်ပြီးတော့ကုသနေတာလာဖမ်းသွားတာကည7:00နာရီလောက်ရှိနေပြီကားတစီးနဲ့စစ်သားတွေရောက်လာပြီးတော့အထက်ကခေါ်ခိုင်းတယ်လို့ပြောပြီးခေါ်သွားတာပဲအင်းကြီးအပေါ်လဲတောင်းသွားတယ်လို့ဥကျော်စိုးဝင်းရဲ့မိတ်ဆွေတဦးကရှင်းပြထားပါတယ်။ဆရာဥကျော်စိုးဝင်းဟာ2021ခုနှစ်အာနာမသိငင်ကကံပေါက်တိုက်နယ်ကျေးလက်ကျမ်းမာရေးဌာနမိခင်နဲ့ကလေးကျမ်းမာရေးဌာနမှာတာဝန်ထမ်းဆောင်ခဲ့ပြီးတော့2021ခုနှစ်ဖေဖော်ဝါရီလကစတင်က CDN ပြုလုပ်ထားသူဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီဖမ်းဆီးခံရသူများကို အုံးမင်ခွေးရွာအခြေဆိုင်မောရဝတီရေးတဲ့စခန်းဌာနချုပ်မှာဖမ်းဆီးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းကိုပို့ဆောင်ခံရပြီးတော့ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ခမရ112တပ်ရင်းကစစ်မှုထမ်းတပ်သားတဲ့ထက်စီသူဟာ KNL ထမ်းမှာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတွေဟာအကြမ်းဖက်စစ်ကောင်စီတပ်သားများရဲ့ပေါ်တာဆွဲဖမ်းဆီးခြင်းကိုခံရသူဖြစ်ပြီးတော့အခုလိုမျိုးဖမ်းဆီးခံရပြီးတဲ့နောက်910စုဆောင်ရေးတပ်ကိုပို့ဆောင်ခံရကရက်ဆောင်မှ10တပ်မ55လက်အောက်ခံခမရ112တိုက်ရင်ကိုရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါတယ်ပေါ်တာဆွဲခံရတာပါပေါ်တာဆွဲခံရပြီးတော့910စုဆောင်ရေးတပ်ကိုပို့တယ်ပြီးတော့ရက်ဆောင်ဘက်ကိုပို့တယ်အောင်စီရစစ်ကြောင်းမှာမနေချင်တော့လို့ကျွန်တော်ဒီဘက်ကိုလည်းယုံကြည်လို့အလင်းဝင်လာလိုက်တာလို့တပ်သားတက်ထက်စီသူကပြောဆိုထားပါဗျ။အခုလိုမျိုးတော်လိုင်းတပ်ဖွဲ့များထံကို အလင်းဝင်ရောက်မဲ့စစ်ကောင်စီတပ်သားများကိုလည်းအထက်အရာရှိများကတပ်ဖြတ်ခံရမယ်ဆိုပြီးချင်းချောက်ပြောဆိုမှုများလည်းရှိခဲ့တယ်လို့သိရပါဗျ။ကျွန်တော်တို့တော်လိုင်းအိဘက်ကိုအလင်းဝင်မယ်ဆိုရင်တပ်ပြစ်မယ်။အဲ့ဒီလူတွေချင်းချောက်တယ်။နားထဲမှာအဲ့ဒီလူတွေပဲနေတိုင်းကိုရိုက်ထည့်တာ။ မင်းတို့ကအသက်မပြည့်သေးဘူးဆိုရင်တော့မင်းတို့ကို PDF တွေကရွှေတန်းကိုပို့မယ်မင်းတို့ခြေထောက်တွေကိုတန်းချေချင်းတွေခတ်ထားမယ်လို့အဲ့ဒီလိုပြောပြထားပါဗျာတကယ်လက်တွေ့မြေပြင်မှာတော့ညီကိုလိုပဲဆက်ဆံပါတယ်ဗျလက်ဖြားနဲ့တစ်ချက်တောင်မထီးဘူးမိသားစုလိုပဲထားတယ်အခုချိန်ထိလဲမိသားစုလိုပဲဆက်ဆံပါတယ်စားရေးတောက်ရေးနေရေးထိုင်ရေးကအစအကုန်လုံးစီစဉ်ပေးတယ်လို့တပ်သားတဲ့ထက်စီသူကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြပ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ